RTV ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့တွင်းမှာကျင်းပပြုလုပ်နေတဲ့ပွဲအခမ်းအနားအကြောင်းတွေကိုပရိသတ်များအချိန်နဲ့တပြေးညီသိရှိစေဖို့တင်ဆက်ပေးနေတဲ့ကျွန်တော်ရန်ကုန်မြို့ကွင်းရဲ့အစီအစဉ်ကိုတင်ဆက်ဖို့ချိန်ကြရလို့လာပြန်ပါပြီဒီကနေ့မှာဆိုလို့ရှိရင်တော့ VNN နိုင်ငံဟိုချီမင်းမြို့တော်ကနေလာရောက်ပြသတဲ့ဟိုချီမင်းမြို့တော်ကုံသွယ်မှုနဲ့ဝန်ဆောင်မှုဆိုင်ရာကုန်စည်ပြပွဲအခမ်းအနားကိုပရိသတ်များရှုစားကြရမှာဖြစ်ပါတယ်ဆက်လက်ရှုစားကြပါဦးခင်ဗျာ ီကနေ့အခမ်းအနားကိုတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေဌာနဆိုင်ရာမှတာဝန်ရှိလူကြီးမင်းများ BNN နိုင်ငံဟိုချီမင်းစီးတီးပီပယ်ကော်မတီမှတာဝန်ရှိလူကြီးမင်းများဖိတ်ကြားထားသောဧည့်သည်တော်များမီဒီယာများကတက်ရောက်ခဲ့ကြပါတယ်ခန္ဓာကိုယ်တော့ VNN နိုင်ငံဟိုချီမင်း City People Committee ရဲ့ Vice Chairman မှအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ဲ့ဒီနောက်မှာတော့မြန်မာနိုင်ငံမှာတာဝန်ရှိသူကြီးမင်းဖြစ်တဲ့ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီရဲ့အတွင်ရေးမှူးဦးကျော်စိုးကလည်းဂုံပြူအမှတ်တရစကားပြောကြားပေးခဲ့ပါတယ်။ဒီမင်းများရဲ့ဂုံပြူစကားပြောကြားမှု အပြီးမှာတော့တမတော်ခမ်းမမကျင်းပပြုလုပ်တဲ့ဂုံစီပြပွဲကိုဖဲဂျိုဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ ရိသတ်များခင်ဗျာဒီကနေ့ခန္ဓာနဲ့ပတ်သက်ပြီးသိလို့တများကိုအခုလိုပဲမေးမြန်းပြခဲ့ပါတယ်ခင်ဗျာဒီရင်းတာဝန်ခံအနေနဲ့ပေါ့နော်ဆောင်ရွက်ရတဲ့အပိုင်းတွေကိုလည်းကြားသိချင်ပါတယ်ဆောင်ရွက်ရတဲ့အပိုင်းတွေကတော့တို့ဒီပြပွဲနဲ့ပတ်သက်လို့နော်ဒီ public awareness ဖြစ်အောင်ကြော်ညာပေးရတာတို့နောက်ဒီအခန်းပြင်ဆင်တာတွေနောက် PC တွေဟိုတင်သွင်းမှုတွေနောက်ပြီးတော့ဒီကျွန်တော်တို့ဒီပေါ့ဖွင့်ပွဲမှာ လိုအပ်တဲ့အချက်လက်တွေပေါ့နော်လိုအပ်တဲ့ကိစ္စရည်ကိုကြီးပါအဆက်စားရအောင်ပါပဲဟုတ်ကဲ့ပါအခုဒီမှာဆိုလို့ရှိရင်ပေါ့နော်ပြောက်ကန်းပေါင်းဘယ်နှခုပါဝင်လဲဆိုတာရယ်ပြီးတော့ဘယ်လိုမျိုးကုန်ပစ္စည်းအမျိုးအစားတွေပါဝင်လဲဆိုတာကိုလည်းပြောကြပြပါအောင်ခင်ဗျအဓိကတော့ BNN ကသူလာလို့ရှိရင် consumer များတာပေါ့ပြောက်ကန်းတော့80 100နီးပါးလောက်ရှိတယ်ကုမ္ပဏီကတော့80လောက်ရှိတယ်ဒါရာအခုနကတော့ပုံမှန်အတိုင်းပေါ့အစားအသောက် cosmetic garment နော် industry ပစ္စည်းတွေပါတယ်နော်မိဖို့ကြောင့်သုံးပစ္စည်းတွေပါတယ်လက်စစ်ပစ္စည်းတွေပါတယ်တော်တော်ကန်းစုပ်ပါတယ် เนาะกาชาเนี่ยปัตตะปิสีแหละป่ะโอเคป่ะเสียอ่า VNN เนี่ยดีกုံปิสีฤอ่อปอเนาะเสียไอ้อเมียนโอ้แล้วจ้าติขึ้นมาได้ VNN เนี่ยปิสีเนี่ยပေါ်มาကြည့်မယ်ဆိုရင် VNN ကတချို့ချို့သော product တွေက quality ကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ပေါ့ industrial ဘိုင်းတွေမှာကသူကဂျပန်နီးပညာလေးတွေပါတယ်။စားတော့တွေပါတယ်ပေါ့နော်။သို့တော် taste အရတော့နည်းနည်းကွာတော့ပေါ့။မမာကမမာရဲ့ taste စာထိုင်းလို့ပါလို့နဲ့ဆင်တယ်လေ။သူတို့ကျတော့တရုတ်နည်းနည်းနွယ်တယ်။ အဲ့ဒါလေးတော့နည်းနည်းလေးကြွားတယ်သို့တော်လည်းသူတို့စီမှာတချို့ဟာတွေဆိုရင် Vietnam coffee တို့ပါလို့ညာလို့ဆိုရင် G7 coffee လို့ဆိုရင်မြန်မာပြည်မှာဒါတော်တော်များခြိုက်လဲခြိုက်တယ်တိုက်တော့လဲတောက်ကြတယ်ပေါ့နော်။နောက် coffee မှာတော့ Vietnam top ပဲပေါ့။ဆိုအဲ့လိုမျိုးသူတို့ quality လေးတွေတော်တော်များကောင်းကြပါတယ်။နောက်ပြီးတော့ဦးနာလို့လက်စစ် business ပတ်မယ်ဆိုလီဝါတော့ပါလို့ဆိုရင်ဒါပထမအဆုံး Vietnam ပွဲမှာသာပြတယ်။နောက်ပိုင်းသူချက်ချင်းကိုယ်စားလဲရတော့ဦးမှာမြန်မာလီဝါဆိုရင်ဒါလက်စစ် business နဲ့ဒီမြန်မာမြင်းဆက်ပါကြလီဝါတကယ်ထိတ်တန့်တစ်ခုရောက်နေပြီပေါ့နော်။ဘာပြောသူတို့ပစ္စည်း quality အနေထားရ ဟို European European status နဲ့တော့မှန်တပ်ဘူးပေါ့နော်ဒီအာရှတခွင်မှာတော့ဗီယက်နမ်တချို့ပစ္စည်းတွေကတော်တော်လေးကို level မြင့်နေတခုအတိရှိတယ်လို့သိရတယ်ဟုတ်ကဲ့ပါဆရာအာဒီဟိုချီမင်းမြို့တော်နဲ့ဒီရန်ကုန်မြို့တော် area ပေါ့နော်ဒီဆက်သွယ်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပြောကြားပေးပါအောင်ခင်ဗျဆက်သွယ်မှုအပိုင်းကသူတို့ပြီးခဲ့တဲ့3နှစ်အဲ၃နှစ်၄နှစ်တင်တယ်သူအဲ့ဒီတွေကဒီဟိုချင်းမင်းမြို့တော်နဲ့ရန်ကုန်မြို့တော်နဲ့ကိုသူတို့ဒီပေါ့ ီဒီတော့ဒေတာအစိုးရပေါ့နော်ဟိုချင်းမင်း province ယူသူတို့ကတော့ people committee ပေါ့ဟိုချင်းမင်း people committee အစိုးရပေါ့ဟိုချင်းမင်းမြို့တော်အစိုးရနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့သူတို့ဒီမြို့တော်ချင်းချင်းမှာမြို့တော်ဝင်နဲ့ဟိုဘက်ကမြို့တော်ဝင်ဒီဘက်ကမြို့တော်ဝင်နဲ့မြို့တော်ဝင်ဆိုတော့သူကရန်ကုန်တိုင်းဒေသကြီးအောက်ပေါ့နော်ဒေသကြီးအောက်အစိုးရပေါ့မြို့တော်ဝင်ချင်းချင်းကဆိုတော့မြို့ညီအမမြို့တော်ဆိုပြီးသူတို့သူကပေါ့ sister city နဲ့သူတို့ MOU ထိုးထားတယ်အဓိကတော့အမှန်တော့ sister city ကအဓိကတော့ဘာဆို business ပေါ့နော်စီးပွားရေးနဲ့ပတ်သက်လို့ နောက်ချားလူမှုရေးနဲ့ပတ်သက်လို့မြို့ပြနဲ့ပတ်သက်လို့ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့သူ MOU တွေထိုးထားတယ်အဲ့ဒီနောက်ပိုင်းမှာ trade ကပိုတက်လာတယ်ဟုတ်ကဲ့ပါအခုလိုမျိုးကုန်စည်ပြပွဲတွေရာနေပေါ့နော်ဒီတိုင်းပြည်အတွက်လည်းဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိစေတယ်ဆိုအောင်လည်းပြောကြပြပါဦးခင်ဗျကုန်စည်ပြပွဲတစ်ခုဘက်ကရနိုင်မဲ့အကျိုးကျေးဇူးတွေတော့အများကြီးရှိတယ်အဲဒီကနအကျိုးကျေးဇူးဆိုတဲ့နေရာမှာဗာလဲဆိုအမှန်တော့ရှင်းပြောရင်ကုံသွေးရေးအတွက်အပြည့်မှုတစ်ခုပဲကိုယ်ဇက်ွက်ထဲမှာကိုယ့်အိမ်မှာလာပြီးသူဈေးလာရောက်တာပဲအဲတခုတစ်ချက်ကတော့ဗာလဲဆိုရင် ိုမထုတ်လို့နိုင်တဲ့ပစ္စည်းဆိုရင်တော့သူ့ဆရာဝယ်စားရတာပေါ့ဒီလိုပစ္စည်းမျိုးမှလည်းကိုကဟိုရေသွေးရှိတယ်ရေသွေးမြင့်တယ်ကိုလူမျိုးတွေအတွက်အန္တရာယ်မရှိဘူးဆိုရင်စားတော့မှာပဲဟောနောက်တစ်ချက်ကလူဒန်းစီတုံးနိုင်တယ်ဈေးကွက်ပေါ့ဈေးကရေသွေးရှိတယ်ရေသွေးကောင်းတယ်ဈေးတက်တာတယ်နော် quality မြင့်တယ်ပြည်သူတွေအတွက်လည်းလုံခြုံမှုရှိတယ်ဆိုရင်ဈေးကွက်ဝင်တာပဲဆိုတော့အဲ့လိုမျိုးပစ္စည်းမျိုးတွေကိုသူတို့ဝင်လာရောင်းရရင်တော့ ကိုရီးယားအဲ့ဒီအပေါ်မှာကြည်ပြီးတော့ဒီကိုတိုင်းပြည်တွက်ကိုတော့ပစ္စည်းများများเนาะမျိုးစုံတုံးလို့ရတာပေါ့အရင်တော့ကတော့ဟာအိန္ဒိယနိုင်ငံတစ်ခုတည်းနှစ်ခုတည်းကနေအားကြတာဒါပေမဲ့အခု region နဲ့ regional light ကိုနိုင်ငံတွေကထိုးပေါက်လာတဲ့ခါကျတော့ဒီပစ္စည်းမျိုးစားတွေပေါ်မှာကောင်းလို့ရရကိုเนาะရွေးချယ်ပြီးတော့စိုးစားတုံးလို့ရလာတယ်နော်လူတွေအနေနဲ့လည်းဘယ်ပစ္စည်းဘယ်နိုင်ငံပစ္စည်းမျိုးကတော့ငါတို့အတွက်တင့်တော်လဲဆိုတော့ပို့ပြီးရွေးချယ်တက်လာတဲ့အပိုင်းလေးတွေရောရှိတယ်ပုံသွင်းမှုအနေထားရလဲရှင်းပြောရင် ို့ပြည်တွင်းမှာသူတို့လာရောက်ရင်းမြုံနယ်တွေအတွက်ကိုကို့ပြည်တွင်းမှာအလုတ်ကိုင်းခွလန်းနေပေါ်လာတယ်။နောက်ပြီးတော့ကို့စီကလူတွေရဲ့သူတို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့အတွက်အမြင်တွေပိုကျဲလာတယ်။နောက်အသိဉာဏ်တွေပိုကျဲလာတယ်။နောက်တော့ပြီးအဲ့ဒီကတဆင့်မှာတခါတဖြည်း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 ဟိုပထမတော့တူဦးချင်းပေါ့။နောက်ကျတော့ဟူတာနိုင်အစိုးရတဲ့တွင်းမှာလည်းသူတို့ရင်းနှီးမြုံနယ်မှုတွေဟာကခုနဟိုတယ်လုပ်ငန်းတွေအများကြီးဝင်လာတာပေါ့။နောက် trade အပြင်ကို services လုပ်ငန်းတွေလည်းအများကြီးကျယ်ပြန့်လာတာကိုတွေ့ရတယ်။ဆိုဒါတွေကရှင်းပြောရင်အခုနက ဟို diplomatic tie ကနေပြီးတော့တဆင့်အခုနလိုပေါ့ MOU တွေထိုးပွန်းဆွဲမှုတွေကနေရလာတဲ့အကျိုးကျေးဇူးလိုပဲအင်္ဂလိပ်နဲ့မြင်တယ်ဖဲဂျိုပြတ်ဖွင့်လေပြီးနောက်မှာတော့ဒီကနေ့ခင်းချင်းပြသတဲ့ဂုံစီပြပွဲကိုရန်ကုန်တိုင်းဒေသကြီးဝင်းကြီးကျုံနဲ့အဖွဲ့မှလှည့်လည်ကြည့်ရှုခဲ့ကြပါဗျာ ဟိုချီမင်းမြို့တော်ကုံသွယ်မှုနဲ့ဝန်ဆောင်မှုဆိုင်ရာကုန်စည်ပြပွဲမှာဆိုရင်တော့ VNN နိုင်ငံမှာအစားအသောက်နဲ့လူသုံးကုန်ပစ္စည်းများတရစစ်ပစ္စည်းများ VNN နိုင်ငံမှာဖက်ကုံစသည်တို့ကို ခင်းကျင်းပြသထားတာကိုပြည်သူများအခုလိုပဲတွေ့မြင်ကြရမှာပါဆက်လက်ပြီးတော့လဲ VNN နိုင်ငံထွက်ကုံတစ်ခုဖြစ်တဲ့တရစစ်ပစ္စည်းအယောက်ဆိုင်မှာတာဝန်ရှိသူတို့ကိုအခုလိုပဲမေးမြန်းပြခဲ့ပါတယ် event နဲ့အဲ Guyam Solution Group Company အနေနဲ့ဒီကန် group ပစ္စည်းတို့ညီမနိုင်ငံလုံးရဲ့တူရဲကိုယ်စားလှယ်အနေနဲ့ဖြန့်စီပေးနေတာပါအခုဒီဟိုချီမီကုန်စည်ပြောင်းဝယ်မှာလဲညီမတို့အနေနဲ့ကန် group ကိုအထူး promotion အထူးအစီအစဉ်နဲ့ရောင်းချပေးသွားမှာပါပြောင်းပွဲလာတဲ့ဒီပြည်ပသက် customer တွေအားလုံးအတွက်ကိုအထူးကန်ဆယ်မဲ့အစီအစဉ်လည်းရှိပါတယ်ကန် group ဝယ်ယူတဲ့ customer အားလုံးအတွက်လည်းအထူးကန်ဆယ်မဲ့အစီအစဉ်လည်းရှိပါတယ်ရှင့်ကျွန်တော်လည်းအများကြီးရှော့ပေးထားပါတယ်ညီမတို့ဒီ UMI Solution Group Company အနေနဲ့အနေနဲ့တော့ကန် group ကိုညီမနိုင်ငံလုံးရဲ့တူရဲကိုယ်စားလှယ်အနေနဲ့ဒီနေရာတိုင်းမှာပေါ့နော်ဒီ solution ကောင်းကောင်းနဲ့ဖြန့်စီရောင်းချပေးနေပါတယ်ရှင့်ဟိုကန် group ပစ္စည်းတွေကတော့ ိကအဖြစ်ဆိုတော့နှစ်ပိုင်းပါဝင်ပါတယ်ဒီ electrical ပစ္စည်းအပိုင်းရဲ့ညီမတို့ဒီ home appliance ပေါ့နော် kitchenware ပစ္စည်းအပိုင်းဆိုပြီးနှစ်ပိုင်းရှိပါတယ်ရှင်ဟုတ်ကံကုပစ္စည်းအားလုံးကိုညီမတို့အနေနဲ့ဒီအာမခံလက်စစ်ပစ္စည်းအပိုင်းမှာပေါ့နော်ဒီပစ္စည်းလက်ခအခမဲ့အာမခံတစ်နှစ်အနေနဲ့ညီမတို့ရောင်းချပေးနေပါတယ်ပြသထားတဲ့ကုန်စီပြပွဲမှာဆိုရင်တော့ ဗီယက်နမ်နိုင်ငံမှာထွက်ကုန်ပစ္စည်းများသာမကပဲမြန်မာနိုင်ငံမှာလည်းကုန်ပစ္စည်းများခင်းကျင်းပြသလိုသူများအတွက်ဆိုင်ကမ်းများစီစဉ်ထားရှိပေးထားတာကိုလည်းအခုလိုပဲတွေ့မြင်ကြရမှာပါမြန်မာနိုင်ငံအယောက်ဆိုင်မှာတာဝန်ရှိသူတူကလည်းအခုလိုပဲဖြေကြားခဲ့ပါတယ် လဲအမားတို့သူတို့ကြတော့တပတ်ဂျိုပြီးတော့လေဒီမှာပွေဖြစ်မဲ့ဟာတွေကိုဂျိုပြီးတော့ဖုံးဆက်သွေးလာလုပ်တယ်ဒီမှာပြာပွေဝင်ကျင်လာအဲ့လိုပေါ့နော်အဲ့ဆိုအမားတို့သဘောကျပြီးတော့အဲ့လိုမျိုးဝင်တာပေါ့အဲ့လိုမျိုးမြန်မာတွေအတွက်ဆိုသူတို့ကသက်တာဆုံးစင်းနေပေါ့နော်ချော့ပြီးတော့အကုန်လုံးကိုဒီ BNN တက်သက်တာအောင်လို့ဆိုင်ခဲတယ်ဈေးလုံးချော့ပြီးတော့ပေးပါတယ်ကုန်စည်ပြပွဲကိုလာရောက်ကြည့်ရှုအားပေးတဲ့ဇေဝေသူတူကလည်း မေးမြန်းသမျှကိုအခုလိုပဲပြန်လည်ဖြေကြားပေးခဲ့ပါတယ်ခင်ဗျာ ဲ့ဒီလိုမျိုး BNN Protect Community တွေဒီနေ့ပြမယ်ဆိုပြီးတော့တငယ်ချင်းကနေပြီးတော့ပေါ့နော်ဖိတ်ခေါ်တဲ့အတွက်ကြောင့်မလို့ဒီမနက် sorry ရနေအတူတကွာလာခဲ့တာပါရေမွေးရယ်ပစံအေးရယ်စားတော့ချိုရယ်နောက်ပြီးတော့ဒီ product ပစ္စည်းတွေပေါ့နော်အလားတွေဝယ်ခဲ့ပါတယ်ဩအရင်နေ့ဟော BNN ကွန်စီပြဝယ်အရင်တစ်ခေါက်တည်းတော့ဟိုကျမရဲ့မိသားစုတွေကလာဝယ်တဲ့ခါကျတော့စမ်းစားကြည့်တော့အဆင်ပြေတာပေါ့နော်မြန်မာပြည်ရဲ့ဒီထုတ်ကောအရသာလေးနဲ့လည်းတိတ်မကွာတဲ့ခါကြတော့အဆင်ပြေပါတယ်။နောက်ဈေးနှုန်းလေးကလည်းတင်းညော်တယ်ပေါ့နော်။အဲဒါကြောင့်ဒီတစ်ခါကျတော့ကိုကိုတိုင်းလာကြည့်ပြီးတော့ဝယ်လိုက်တာပါ။ ဒီကနေ့ပြည်သက်တွေကိုတင်ဆက်ပြသပေးခဲ့တဲ့အခမ်းအနားဟာဆိုရင်တော့မြန်မာနိုင်ငံနဲ့ VNN နိုင်ငံရဲ့ချစ်ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မြဲလာစေရုံသာမကဘဲတနိုင်ငံနဲ့တနိုင်ငံအကြားထွက်ကုန်ပစ္စည်းများကိုပါကြည်ရှုလေးလာဝယ်ယူနိုင်စေဖို့ကျင်းပပြုလုပ်တဲ့အခမ်းအနားပဲဖြစ်ပါတယ်။ကြည်ရှုအားပေးတဲ့ပြည်သက်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။